ကရင်နယ်ခြားစောင့်တပ်ထိန်းချုပ်ထားတဲ့ KK ဘက်ကထွက်ပြေးသူတွေဟာ PDF တွေဖြစ်ပြီးခုခံနေလို့ drone နဲ့ချိန်မုံလိုက်ရတယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ဒီဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာကရင်ပြည်နယ်မြရီမြို့နယ် KK ဘက်ထဲကကြားဖြန့်လုတ်ကင်နေတဲ့အဆောက်အုံတွေကိုစစ်တပ်နဲ့ကရင်နယ်ခြားစောင့်တပ် BGF ပေါင်းပြီးဖောက်ခွဲမှုတွေလုဆောင်ခဲ့တယ်လို့လွတ်လပ်ပြုံးကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါဗျ။ အော်တိုဘလ23ရက်နေ့ကခေကေဘတ်ထဲမှာဖောက်ခွဲမှုလှုပ်ဆောင်ခဲ့တာဖြစ်ပြီးထွက်ပြေးသူတွေဟာကြားဖြန့်လုကင်သူတွေသာဖြစ်တယ်လို့ DVB နဲ့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဒါ့အပြင်စစ်အုပ်စု lobby channel တွေမှာလည်းကြားဖြန့်တွေကိုမဖမ်းသေးဘူးလားစစ်မှုတန်းတွေထည့်လို့ရတယ်ဆိုပြီးဖြန့်ဝေနေတာတွေရှိနေပါတယ်။ဒါကြောင့် ကရင်နယ်ချဆောင်တပ်ထိန်းချုပ်ထားတဲ့ KK ဖက်တဲကထွက်ပြေးသူတွေဟာ PDF တွေဖြစ်ပြီးခုခံနေလို့ drone နဲ့ချိန်မုံလိုက်ရတယ်ဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားသာဖြစ်ပါတယ်။